မတိနိုင် မမြင်နိုင်ရလို့သာမကောင်းတာတွေနဲ့တွေ့လာတဲ့အခါမှာမကျေနပ်မှုဖြစ်ကြရတာအလုံးဟာပေးဆက်ကြရတယ်။ဘာကြောင့်ပေးဆက်ကြရလဲ။ရယူခဲ့လို့ပေးဆက်ရတာ။ဟုတ်ရလား။ဟိုးဦးဇင်းတို့ထူထူဆန်းဆန်းတစ်ခုပြောအောင်မယ်။ယေရှုဘုရားရဲ့လက်ထက်ကကုံတန်းဒါနမတိဆိုတာရှိတယ်။စိတ်ထဲမဲ့ထူဆန်းတဲ့အဖြစ်အပျက်ကံတရားတွေရဲ့စမ်းကြယ်ပုံကိုပြောခြင်းလို့ဒါလေးကခေါင်းထဲပေါ်လာ။အဲ့ဒီကုံတန်းဒါနဆိုတဲ့မတိက ကုံဓာဆိုတာမိမကျူးသူလို့အဓိပ္ပာယ်ရတကယ်တမ်းကတော့သူကမိမကျူးသူမဟုတ်ပါဘူးသီလနဲ့ပြည့်စုံတဲ့တကယ်သူတော်ကောင်းရဟန်းမြတ်တစ်ပါးပါသို့တော်သူ့ကိုဘေးကပတ်ဝန်းကျင်အပေါင်းအသင်းတွေကတော့မိမကျူးသူလို့ပဲခေါ်ကြတယ်သူ့ရဲ့မူရင်းနာမည်ကဒါနเนาะဒါပေမဲ့သူ့ကိုမိမကျူးတယ်လို့ထင်ကြဘာလို့အဲ့လိုထင်လဲဆိုတော့သူ့ရဲ့နောက်ကိုမိမတယောက်ကအမြဲတမ်းလိုက်နေတယ်လို့ ဘေးကပုဂ္ဂိုလ်တွေရဲ့အမြင်မှမြင်ရရတာအဲ့ဒါကိုယဟန်တော်ကမသိဘူး तू ကမြင်လည်းမမြင်ဘူးသိလည်းမသိဘူးဒါပေမဲ့ဘေးကလူရဲ့အမြင်မှတော့အဲ့ဒါလို့เนาะအရေးအယောင်ကအမြဲတမ်းတွေ့နေတော့အဲ့ဒါသူ့ကိုအမြဲတမ်းအိမ်မကျိုးသူလိုပဲပြောင်ကြတယ်လှောင်ကြတယ်เนาะဒီလိုပဲသူ့ကိုခေါ်ကြတာပေါ့တော်တော်ဆန်းကျင်တဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စကသူ့မှာအလကားအကြောင်းမဲ့ကြီးဖြစ်တာမဟုတ်ဘူးတဲ့နော်တခုသောဘဝတော့က အဲ့ဒီဒါနမထေရဲ့အလောင်းကယုတ်ကစုံနဲ့တပါဖြစ်တယ်လို့ဆိုတယ်အဲ့ဒါလို့ယုတ်ကစုံနဲ့ဖြစ်တော့တနေ့တော့အဲ့ဒီကတ္တဗမြတ်စွာဘုရားသာသနာနောက်ပိုင်းမှာသူကယုတ်ကစုံနဲ့ဖြစ်တာကိုအဲ့ဒါယဟန်တော်နှစ်ပါးကအလွန်ကြီးမားတဲ့မြတ်တာနဲ့တပါးနဲ့တပါးချစ်ခင်မှုအားကြီးတယ်ပေါ့အဲ့ဒါကိုမြင်တော့ဒီယုတ်ကစုံနမင်းကဒီယဟန်နေဟာတပါးကိုတပါးသိပ်ပြီးတော့မြတ်တာကြီးတာပဲ ကြားတဲ့ကကွေးပြားအောင်ပြောမယ်ဆိုရင်ကွေးမြန်ကွေးပြားသွားတယ်မလားမသိဘူးကွေးပြားသွားစရာအကြောင်းတွေ့ရင်ကွေးပြားသွားမယ်နဲ့တူပါရဲ့သူတို့ရဲ့မေတ္တာသူတို့ရဲ့ခင်မင်မှုဘလောက်ကြီးတယ်လဲဆိုတာကိုငါစွန့်ကြည့်ခြင်းနဲ့ဆိုပြီးတော့အဲ့ဒီယုတ်ကစုံကဘာလုပ်လဲဆိုတော့မိမတယောက်ဟန်ဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့တပါသောယဟန်နဲ့အတူတူနေတဲ့ပုံစံကိုတပါသောယဟန်မြင်အောင်ပြတယ်နော်အဲ့လိုပြတော့တပါးကမြင်တယ် ဘုကရေကရှင်ရဟန်းကသူ့မှာဘာမှကိုမသိဘူး။တော့သွားရင်းနဲ့မြင်းနေတယ်။မြင်းနေတော့ငါရှင်နဲ့တင့်ကောငါတီလာရှိတဲ့လူမှတ်လို့ပေါင်းသင်ခဲ့တာ။တင်ကတကယ်တမ်းကတော့မိမတယောက်နဲ့အဲ့လိုနေတဲ့လူပဲဆိုပြီးတော့ပြောတော့ကိုရဟန်းကဘာမှမဟုတ်ဘဲနဲ့အပြောခံရတာဆိုတော့သူအလွန်အမင်းစိတ်တူတယ်ပေါ့။တင်ဘလို့ပြောလိုက်တာလဲ။အဲ့တော့ဟိုကတည်းကငါမျက်စိနဲ့တအံ့မြင်တာ။အဲ့ဒါနဲ့ညင်းရင်ခုံရင်နဲ့ အဲ့ဒီယဟန်နှစ်ပါးရဲ့မေတ္တာဓာတ်တွေခန်းချောက်ပြီးတော့ကိုပြန်သွားတယ်။ကိုပြန်သွားတယ်။အဲ့လိုကိုပြန်သွားတာကဥပုတ်တောင်အတူတူမပြုတ်နိုင်တော့အဲ့လိုကိုပြန်သွားတယ်။မြင်တဲ့လူကလည်းတကယ်မြင်တာဆိုတော့သူ့ဘက်ကဘယ်လိုမှမလျှော်နိုင်ဘူး။မဟုတ်တဲ့လူကလည်းတကယ်မဟုတ်တာဆိုတော့သူ့ဘက်ကဘယ်လိုမှမလျှော်နိုင်ဘူး။အဲ့လိုကိုပြန်သွားတော့ရုပ်ကစွန်းတကဟာတကယ်ကိုပြန်သွားပြီဆိုတော့သူလုံးဝစိတ်မကောင်းစိတ်မကောင်းတော့ဘာဖြစ်တော့ဆိုတော့ရုပ်ကစွန်းနဲ့မေဟာကိုထင်ပြပြီးတော့ အဲ့ဒီယဟန်တစ်ပါးကိုအရှင်ဘုရားတို့ဘုရားတပည့်တော်ရဲ့လက်ချက်ပါအရှင်ဘုရားတို့ရဲ့မေတ္တာဘလောက်ကြီးသလဲလို့တပည့်တော်စမ်းသပ်ကြည့်တာပါအဲ့ဒါအရှင်ဘုရားတို့တယောက်ကိုတယောက်တစ်ပါးကိုတစ်ပါးစေဝါမကွဲပါနဲ့အမှန်တိုင်းရှင်းပြတယ်ရှင်းပြပေမဲ့လို့မရတော့ဘူးစကားတွေကလွန်သွားပြီဆိုတော့လူဆိုတာတယောက်နဲ့တယောက်ပြောပြီဆိုရင် မကျေနပ်လို့ပြောပြီဆိုရင်နားတရားလေးကြီးပြောကြတာကိုဗျဟုတ်လားဒါဦးစင်းကစဉ်းစားကြည့်တာအဲ့ဒီတော့ အဲ့ဒီယန္တပါဘလို့မပြန်ပြီးတော့ဆည်းဆက်လို့မရအောင်အဲ့ဒီတော့အဲ့ဒီရုပ်ကုစုနတ်ဟာလဲနောင်တအကြီးကျယ်ရပြီးတော့တေတော့အဲ့ဒါငရဲတောင်ကြာရတယ်လို့ဆိုတယ်ဒါကြောင့်တခါတခါမှာအငိမ့်မနေနိုင်တဲ့အမှုတွေကလဲတော်တော်ကြောက်စရာကောင်းတယ်ပေါ့ဟုတ်ရလားအေးအဲ့ဒါလို့ねအဲ့ဒီရုပ်ကုစုနတ်ဟာဦးဇင်းတို့မြတ်စွာဘုရားရဲ့လက်ထက်ရောက်တော့နော်အဲ့ဒါလို့မိမတယောက်ကနောက်ကလိုက်နေတယ်လို့ဘေးကပုံကိုယ်တွေအထင်မှ အမြင်မှကိုခံရတဲ့ဘဝကိုရတာ ်။အလွန်စိတ်ဆင်းရဲတဲ့အကောင်းတဲ့ဘဝပေါ့ဟုတ်လား။အဲ့ဒါနဲ့သူကဘလောက်ထိသူ့ရဲ့အခြေအနေကဆိုးလဲဆိုတော့ဆွမ်းလန်သွားပြီဆိုရင်တောင်မှဆွမ်းလောင်းတဲ့လူတွေကရှင်ဘုရားဒါကတော့ရှင်ဘုရားအတွက်တဇွန်မဘုရားဒါကတော့ရှင်ဘုရားအပေါင်းဖော်မှအတွက်တဇွန်မဘုရားလို့လောင်းနေတဲ့။နော်။ကိုရင်ငယ်တွေဦးစင်းငယ်တွေကလည်းသူ့ကိုအမြဲတမ်းပြောင်းနေလှောင်နေ။အဲ့ဒါလိုပြောင်းတော့လှောင်တော့သူဘလို့မှတီးမခံနိုင်တော့သူလည်းဘာမှမဟုတ်ဘဲနဲ့ဆိုတော့ ဲ့ဒီတော့ပင်ကိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လည်းပဲဒီကဲ့ရဲ့တာကိုအမြဲတမ်းခံနေရတော့သူမခံနိုင်ဘူးပေါ့အဲ့ဒီတော့ဘာလို့တုံဆိုတော့တင်လို့သာလဲမိမကျူးသူတင်လို့ရဲ့ဆရာသမားတွေဒီသာလဲမိမကျူးသူသူကလည်းပြန်ပြီးတော့ကြံ့ကြံ့ထန်ထန်ပြန်ပြောတယ်အဲ့ဒီဒါနမထေကပြန်ပြောတော့တစ်ဖက်ကလည်းပဲတကယ်မြင်တာဆိုတော့မလျှော့သူကလည်းတပွဲမဟုတ်တာဆိုတော့မလျှော့ဘူးအဲ့ဒါလို့ကြံ့ကြံ့ထန်ထန်ပြောကြဆိုကြရင်းနဲ့ အဲ့ဒီသူတို့ရဲ့ပฏิပခတွေဟာမြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ကြတယ်ပေါ့ပေါက်ကြတော့မြတ်စွာဘုရားကအဲ့ဒီဒါနမတိကိုခေါ်ပြီးတော့ချက်သားတင်ဒီလိုပြောတာဟုတ်သလားဟုတ်ပါတယ်ဘုရားဆိုတော့မြတ်စွာဘုရားကချက်သားတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလက်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလက်တွေကိုဘုံမကြောက်မကောင်းမှုနဲ့ပြန်ပြီးတော့ တုံ့ပြန်ခြင်းရတာလေငကိုယ်တုံးကမကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်တင့်အတွက်ကောင်းစရာအလားလားမရှိတော့ဘူးဒါကြောင့်ဒီကိစ္စဟာငကိုယ်တုံးကမကောင်းလို့ငါပေးဆပ်ရတဲ့ကိစ္စအကျွေးပေးတယ်လို့သဘောထားပြီးတော့ချစ်ချစ်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူချင်ပါတော့နဲ့ထပ်ပြီးတော့ရင်ရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးဇင်းပြောတာကိုအဲ့ဒါလို့တူရဲ့အတိတ်ဆက်ကြောင်းကိုမြတ်စွာဘုရားက ြောပြန်ပြီးတော့ကိုမကောင်းငယ်လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တွန့်ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားသာလဲနေတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မတို့ဦးရှင်တို့အတွက်မှတ်သားစေရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့ဟိုသူကကိုယ့်ကိုကြံကြံထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြံကြံထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ ဒါကြောင့်မို့လို့သင်သည်အနာပြတ်သောကြီးကွက်ကဲ့သို့အတန်မရှိသည်ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာနော်ဆိုကြပါစို့ဦးဇင်းတို့ကြီးဖလားလေးတလုံးအနာကကွဲနေတယ်ဆိုဒန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရက်သွားရောဟုတ်လားဘာလို့ဆိုအနာကကွဲပြက်နေတာကိုဟုတ်ရလားတကယ်လို့အတကြီးဖလားလေးရအကောင်းလေးဆိုရင်ဒန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာ အဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်နေထွက်မနေပါနဲ့အနာပြတ်တဲ့ခြေခေါင်းတော့အနာပြတ်တဲ့ခြေကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနာပြတ်နေတာဆိုတော့တကယ်ကိုအကြာကြီးထွက်မလားမထွက်ဘူးအဲ့ဒါလို့မျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်အဲ့ဥစဉ်တို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကြောင်းတရားတွေဘယ်လိုအကျိုးတရားတွေပဲတွေ့ရတွေ့ရ နောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရရအောင်ကြိုးစားဖို့မသင်ဘူးလားသင်